စကိုင်းတိုင်းကမလူမျိုးနဲ့ချက်တင်းတိုင်းနဲ့၉ရောင်ပိုတိုင်းနဲ့နှစ်ခုမှာစုံစုံနဲ့ပြူစောတိပူပေါင်းဖွဲကနှစ်ပတ်ကြာကြာဆက်ကြောင်းထိုးနေပြီးချက်တင်းတိုင်းနဲ့ကံကြီးရွာကပြည်သူ၂ဦးကိုတက်ဖြတ်သွားသလိုပြည်သူ၁၆ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံသတင်းမြစ်တွေက MPB ကိုပြောပါရတယ်။ ကံကြီးကုန်းရွာကတပ်ဖြတ်ခံရသူနှစ်ဦးဟာအသက်20အရွယ်ကိုစရာထွန်းနဲ့အသက်40အရွယ်ကိုသိန်းထွေးတို့ဖြစ်ပြီးတော့ဖမ်းဆီးခံရသူတွေထဲမှာအသက်9နှစ်၊7နှစ်နဲ့12နှစ်အရွယ်ကလေးငယ်တွေပါဝင်တယ်လို့ကျွန်းလာကမ်လူတက်ကြလှူရှားသူများအဖွဲ့ကပြောပါရယ်။စေအောင်စုနဲ့ပြူစောတီပူပေါင်းအဖွဲ့ဟာနှစ်ဘက်ကြော်ကြတဲ့အထိစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးနေလို့ရွာပေါင်း15ရာခန့်ကဒေသခံပြည်သူတွေလည်းမိုးရဲရေထဲမှာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပါရယ်။ ကျောစုနယ်ပြူစော်တီပူပေါင်းဖွဲ့ကရွာလေးတဲကိုစက်ကြောင်းထုံးမစင်းနေခင်မှာလက်မြေရှင်းလင်းတဲ့အနေနဲ့ဒရုန်းအသုံးပြုဘုံကျဲတာတွေလှုပ်ဆောင်ပြီးနှော်ကုံရွာ၊ဇီးကုံရွာနဲ့ပေါတော်ရွာတွေကိုလည်းဘုံတိချတိုက်ခိုက်ခဲ့ပါတယ်။ချက်တင်းတိုက်နယ်နဲ့ကိုးထောင်ဖို့တိုက်နယ်ကပူပေါင်းစက်ကြောင်းဟာချက်တင်းတိုက်နယ်အတွင်းကတင်တော်ရွာမှာအခိုင်အမာအထိုင်ချတဆဲဖို့လည်းလှုပ်ဆောင်နေပြီးဘန်ကာနဲ့ဂရုတ်ချင်းတွေပါတူးဖို့အထိုင်ချနေရလို့ဆိုပါတယ်။